ရုပ်ရှင်တကားရိုက်ရင်တင်းထောင်ရတဲ့မြန်မာနိုင်ငံကကြေးကြီးဆုံးအေဂျင်မောင်းအခုလက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့ထိပ်တန်းကြေးကြီးဆုံးဖြစ်နေတဲ့မင်းသားတစ်လက်ကတော့အေဂျင်မောင်းပါမကြလင်းမီကကယ်မင်ရထားတဲ့အေဂျင်မောင်းဟာအခုဆိုရင်ရုပ်ရှင်စကားတကားရိုက်ရင်တင်းထောင်ရကြောင်းကိုသိရပါတယ်ခုလိုအေဂျင်မောင်းရတဲ့နှုပညာရှင်မျိုးကိုမြန်မာနိုင်ငံအအောင်မြင်ဆုံးမင်းသားဖြစ်တဲ့နေတော့နဲ့ပြည်တီဦးတော်မရခဲ့ဘူးပါဘူးယခုလက်ရှိမှာမြန်မာနိုင်ငံနံပါတ်1ထိပ်တန်းလူငယ်တက်သစ္စာမင်းသားဖြစ်နေတဲ့အေဂျင်မောင်းဟာနှုပညာလောကကိုမော်ရယ်ဘွားနဲ့စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ဒါအပြင်အင်းချမ်းမောင်ဟာမင်းကလေးပြည်သက်တွေအသေးစိတ်ချစ်ကြတဲ့မင်းသားတစ်လပါထို့သဖြင့်တော့အင်းချမ်းမောင်ဟာရန်မောင်းမြမကယောက်ျားပီတာတဲ့ပုံစံကြောင့်အရန်မိုက်တဲ့စော်ကြီးပဲမင်းသားဖြစ်နေမြမရုပ်ရှင်လောကမှာနာမည်ကြီးနေတာပါဒါအပြင်တေယုဆောင်မင်းသားအကယ်ဒမီအင်းချမ်းမောင်ဟာကြာရဆင်းရဲကာရိုက်တာကိုပိုင်းနိုင်ပြီးစဉ်းစားတေယုဆောင်နိုင်တာကြောင့်လည်းခဏလေးအချိန်အတွင်းမှာမြမနိုင်ငံထိတ်တန့်စူပါစတာမင်းသားဖြစ်လာတော့ပါခုအခါမှာတော့အင်းချမ်းမောင်ဟာရုပ်ရှင်စကားရရင်တိတ်တဆောင်အမှန်တကယ်ရတဲ့သူဖြစ်နေရှိနေတာပါ ဒီကြမှာခုလိုမျိုးရွှင်ဇက်ကားတစ်ခုရရင်တိတ်တထောင်ရအောင်ဒါကြောင့်အာသိငံလို့အမေရိကန်မှာနေထိုင်တဲ့ဒရိုက်တာပြင်းတရားပြောလာတာပဲဖြစ်ပါတယ်